ဒီမော်ဒီရဒီချေနဲ့ယောပါလိမ့်မာရောဒုတိယလို့ဖြစ်သွားမလားဂေမူများပရိသတ်များလုံးမမိန်လားများရွှေရောအိုင်ဘတ်ခွန်ရှိကိုအွန်လိုင်းအချင်းကနေပြန်လဲကြိုးလိုက်ပါရင်ဂေမူတို့ကတော့ဝယ်ဆန်းတဲ့အတွက်မှာဂျာစီတီကြီးဝင်ပြီးလာမယ့်ရာသီလဲရှုံးမွက်လေးဆက်အောင်မယ်ဆိုတာနမိတ်ဖက်လိုက်ရပြီဖြစ်ပါရင်ဂျာစီတဲ့ကစားတဲ့ဖလောင်းဆုံးပွဲမှာအိမ်ခွဲမှာဒိုးစီနဲ့ယူဘီဘူတီထချန်ခဲ့လိုက်ရတာပါအချောင်းရှာတော့ခေါင်းမှာခြားခြားလဲဆိုသလိုဂေမူတို့ကဒီဟာဒီမှာဘာရင်မှားလို့မှားနေမှမသိအောင်ကန်လေတိုင်းရှုံးမြန်မာဘောလုံးအလားဖြစ်နေတာပဲဖြစ်ပါရင် ပလောင်ကြည့်ဆိုပြီးတော့သွားမကြည့်နဲ့ဂေမိုးတော့ရှောင်းလို့ပဲဆိုတာပြေးမကြည့်နဲ့တွေးကြည့်ရုံနဲ့တင်သိတယ်လို့တော့ဆွဲရမလို့ဖြစ်နေပြီဖြစ်ပါရင်နိုင်မထင်းတဲ့ပွဲဆိုရင်လည်းဂေမိုးတော့မနိုင်ဘူးမနိုင်ဘူးထင်ရတဲ့ပွဲလည်းမနိုင်ဘူးတေလောက်တော့သွားပါတယ်ကွာလို့တွေးထားရင်လည်းမနိုင်ဘူးရှောင်းရမယ့်ပွဲကျတော့လည်းဂိုးပြတ်ဆိုလို့ကိုဖြစ်နေတာဖြစ်ပါရင်တရားသီးဆိုရင်ပူတော်ဆုံးနေပြီအိမ်ခွင်းမှာလည်းရှုံအဝေးခွင်းမှာလည်းရှုံဂျားခွင်းလည်းရှုံဘလုံးကန်ကန်ဗမာကန်ကန်ဘယ်အသင်းနဲ့ကန်ကန်ရှုံးနေတာပဲဖြစ်ပါရင်ကိဖန်တွေကတော့ယူပါလိချန်ပီယံဆုယူပြီးချန်ပီယံလိဝင်ကွင်းကိုဟိုရင်းဟိုဝင်ပေါက်ကဝင်ဖို့စဉ်ကြံကြံနေကြတာပါ ။ဒီဘက်မှာရင်ဆိုင်ရမယ့်လန်ဒန်ကျပကြီးဆိုတာကလည်းမထူးခြားနာမသားအိမ်နဲ့အာတဝရင်တူပဲမုံမျောလင်းကွင်းတော့ရှိနေတာဖြစ်ပါရင်ဒါပေမဲ့ဂိမ်မူးတို့ရဲ့ခြေစွမ်းဟာရေထန်းခိုင်းရင်တော့ရေပုံးဖို့အကျွေးကြေမှာမဟုတ်တာကြောင့်ကျပတို့တက်ခွာတာကိုပဲခဲရပလားစောင့်ကြည့်ရမှာဖြစ်ပါရင်ဝေဆန်းကတော့ဂိမ်မှုတို့ကိုနိုင်ယူပြီးတဲ့နောက်မှာအဆင့်15နေရာအထိကိုတက်လှမ်းသွားခဲ့ပြီဖြစ်ပါရင်ဒါကြောင့်လက်ရှိမှာတန်းဆင်းသွားတဲ့၃သင်းပြင်ဂိမ်မှုကျက်ဖားတို့ကအမှတ်ပေးစရာမှာဖိတ်ချီးတွေပဲဖြစ်ပါရင်ကွာတဲ့လို့ဆင်းမှာဂိမ်မှုတို့ဟာတိုက်စစ်မှာဝိုင်လန်းကိုထောင်တင်ကစားလာခဲ့ပြီးတာဝန်တစ်ဖက်မှာမေဆန်မောက်မိုင်နူတို့ကိုထားတုံးလာခဲ့တာဖြစ်ပါရင် ကွဲလမှာတော့အာမတ်ဦးကာတီဘရူနိုအာမတ်တို့ရှိနေပြီးခန်းစစ်မှာလောက်ရှော့ရိုးတို့မာဆာရီကိုသမဘာရင်တီယာတို့ကိုတုံးဆက်လာခဲ့တာဖြစ်ပါရင်ဝင်ဆန်းအသင်းကလည်းကုဒက်စ်ပေါ်ဝင်ဝင်ပစ်စာကဝက်ပရော့အစားရှိတဲ့အဓိကကစားသမားများပြားကိုခင်းကျင်းလာခဲ့တာပါပွဲစားကလေးကချွဲထားအောင်ပြန်လည်တိုက်စစ်ဆင်နေခဲ့ကြပြီးဂိုသွင်းကွင်းတွေလည်းနှစ်ဖက်စလုံးဖန်တီးနိုင်ခဲ့ကြပါရင် ဝမ်းစားချိန်လေးမိနစ်မှာဘရူနိုအေရီယာထိတ်ကနေအပြင်ကန်ခဲ့ပေမဲ့ငှက်ပြစ်သွားခဲ့ပါတယ်။ဝက်ဆန်းစင်ကလည်းတေကန်ဘောနီကနေဂိုးပေါက်ချင်းချောင်းမှုတွေလုံထားနိုင်ခဲ့တာပါ။ဝမ်းချိန်ရှင်းမိနစ်မှာအာမတ်ရဲ့ချိုးဝင်ကန်သွင်းမှုကောင်းမွန်ခဲ့ပေမဲ့လာမန်ရာမယ်မဟုတ်တာကြောင့်ဂိုးတော့မဖြစ်သွားခဲ့ပါဘူး။ဒီလိုနဲ့ဝမ်းစားချိန်မိနစ်အစိမ်မှာဝက်ဆန်းစင်ကိုရသွားခဲ့ပြီးဘင်ဆာကာရဲ့ချိုးဝင်မှုကိုတောမတ်ဆူဆက်ကပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဝဲကြရင်34မိနစ်မှာအသင်းပေါ်မာတင်ရဲ့ဘောလုံးကိုဝိုင်လန်ကဘောလီကန်ချက်နဲ့အဆုံးသတ်ခွင့်ရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပါဘူး။ပရိုင်မှာရှောင်းနေတဲ့ဂိမ်းမိုးတို့ဟာဒုတိယပိုင်းမှာလည်းကစားပုံကထူးခြားမလာခဲ့ပါဘူး။ဝဲကြရင်59မိနစ်မှာဒုတိယမြောက်ဦးဆောင်ကိုထပ်ပေးလိုက်ရခဲ့ပြီးဘဝင်ကကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။လက်ချက်ဝဲစားရင်ဒီမှာဂိမ်းမိုးတို့ဟာကိုရပေါ်ကြိုးစားပန်းစားကစားရတယ်ဆိုပေမဲ့ဘလုံးမကိုပြန်မရပဲကိုပြန်နဲ့သာအရှုံးပေးလိုက်ရတာဖြစ်ပါတယ်။ကေမိုရာနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိရှစ်ပွဲအထိအနိုင်မရခဲ့တာလည်းဖြစ်ပါတယ်။ဒါပြင်ဒီအာဒီမှာအိမ်ဝင်ရှုံးဝဲကလည်းကိုယ်ဝဲအထိရှိသွားခဲ့ပြီဖြစ်ပါတယ်။ ။ကန်ရှာပွဲကလည်းကြံနေသေးတာပေါ့ဂိမ်းမှုတို့တန်ရှင်းအောင်မယ်ဆိုတာမြင်အောင်ပါတယ်။အချောင်းရှာတော့ခေါင်းမှချစားလဲဆိုတော့ဂိမ်းမှုတို့ဟာဒီရဒီမှာဘာရင်မှားလို့မှားနေမှမသိအောင်ကိုကန်လေးတိုင်းရှုံးမြန်မာဘောလုံးအလားဖြစ်နေတာပဲဖြစ်ပါတယ်။ဘလို့ကြည့်ဆိုရင်သွားမကြည့်နဲ့ဂိမ်းမှုတို့ရှုံးလို့ပဲဆိုတာပြေးမကြည့်တွေးကြည့်ရုံနဲ့တိတယ်လို့တော့ဆွေးရမလို့ဖြစ်နေပြီဖြစ်ပါတယ်။နိုင်ွယ်ပွဲတွေဆိုရင်လည်းဂိမ်းမှုတို့ကမနိုင်ဘူးမနိုင်ဘူးလို့ထင်ရတဲ့ပွဲလည်းမနိုင်ဘူး။တေးလုံးတော့သွားပါတယ်ကွာလို့တွေးထားရင်လည်းမနိုင်ဘူး။ရှုံးရမယ့်ပွဲကြဂိုးပြက်ဆိုလို့ဖြစ်နေတာပြင်းနေပါတယ်။ ။တရားဒီတော်ပုံတော်ဆိုးနေပြီအိမ်ဝဲလဲရှုံဝဲခွဲလဲရှုံဂျားခွဲလဲရှုံဘလုတ်ကန်ကန်ဗမာကန်ကန်ဘယ်တင်းနဲ့ကန်ရှုံနေတာပဲဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလာပါမယ်နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။